တို့ညာကိုအပင်းနာစင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဇိုင်းဆရာမကြီးကျူးရဲ့ဂျေဇင်တရာကမ်းပါနှင်းဖြူအပိုင်းခုနှစ်ကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။ကျူးဂျေဇင်တရာကမ်းပါနှင်းဖြူအပိုင်းခုနှစ် ားကတညလုံးရွာထားသည့်မူကြောင့်ခြံဝင်းပြေတစ်ခုလုံးဆွတ်ဆူနေ၏။ဇာတိဦးလူကလည်းစိတ်တကြစရာမယောင်လုံးဝမမြင်ရဘဲအုံမိုင်းညုံမောင်းနေ၏။ပန်းနန်းတင်၏မင်းနနက်ခင်းသည်ဖျားဆူနနက်ခင်းဟုချိန်တွေပြောရမလို့ဖြစ်နေသည်။ထူးဆန်းသောအမည်ပိုင်ရှင်ရန်လိုသောခွေးသည်ခြံဝင်းထဲမှမရှိ။လမ်းပြရင်းနှင့်ထန်းသမားများပြန်သွားသောအခါကျွန်တော်တို့နှစ်ယောက်တည်းကြံရစ်ခဲ့သောအိမ်သည်ရုတ်တရက်တိတ်ဆိတ်သွား၏။ ကျွန်တော်အင်ရှင်ဒီကျွန်တော်ပြင်ဆင်ထားသောနနက်စာဘစ်ကစ်မုံနှင်ကော်ဖီကိုမတောက်ခဲ့ပါလမ်းပြရည်တို့နှင့်အတူနနက်စာဆန်ပြုတ်ကိုငချောင်းနှင့်ကြိုပြီးတောက်ခဲ့ထို့ပြင်ကျွန်တော်လက်ဆောင်ပေးသောငါးတစ်တာဘူးများအသားဘူးများပဲဘူးများကိုလည်းခါခါတီတီညင်းပယ်ခဲ့သည်ထို့ဘူးများကိုကျွန်တော်မိဖို့ရည်ပြီးမှချထားလိုက်ပါသည်တလန်းလုံးမိခင်ပြီးလဲပြဝတ်လာသောအဝိညာဉ်များကိုမြစ်ထဲသွားလျှော်ရန်ကျွန်တော်အိမ်ပေါ်မှာဆင်းခဲ့သည် အပွေတပွေတပိုင်းနှင့်ဆက်ပြောင်မုံထုံနှင့်ဆင်းလာသောကျွန်တော်ကိုအိမ်ရှိမှထင်းခွဲနေသောဖုန်တီးရံကတစ်ချက်လှဲ့ကြည့်သည်ထို့နောက်ပါမှမပြောဘဲတစ်ဖက်ပြန်လှဲ့ကသူ့အလုပ်သူဆက်လုပ်နေ၏သူထင်းခွဲသည်ဟာဓာနှင့်ခွဲခြင်းမဟုတ်ပစိန်ဖြင့်ခွဲနေခြင်းဖြစ်သည်သူ့ဘေးမှာဖြက်လက်စားတတုံးတွင်စီနေ၏တလုံးကြောက်ဖြစ်ခဲ့ဘူးဟန်တူသောတလုံးဆူများသည်အရွယ်အမျိုးမျိုးရေဆက်လက်ဖြင့်ပုံနေသည်ကျွန်တော်သူ့ဘေးမှာဖြက်လျက်ခြံဝင်းအပြင်ထွက်လိုက်သည်မင်းဖယ်သွားမလို့လဲ ကျွန်တော်နောက်မှအတန်းကျွန်တော်လှည့်ကြည့်လိုက်သည်သူကျွန်တော်အားလှမ်းကြည့်နေ၏ချောင်းနဲ့ဆင်းပြီးအဝတ်ရှော်မလို့အိမ်မှာမိုးရေတွေအများကြီးလေညနေကျရင်လည်းမိုးရအောင်ပါပဲဒီမှာပဲလို့သူကဝါရည်တစ်ချောင်းဖြင့်ခံထားသောပလတ်စတစ်ပုံကြီးများတဲ့အရည်ကိုညွှန်ပြသည်ရပါတယ်ချောင်းနဲ့ပဲသွားလိုက်မယ်ဒီရည်တွေကတော့မှာမလားသူကလက်ထဲရပစိန်ကိုတစ်လုံးပုံပေါ်ချလိုက်သည်ထို့နောက်ကျွန်တော်ဆီရှောက်လာသည်မင်းဒီကချောင်းနေမြစ်တွေကိုမသိပါဘူး ချောင်းတွေကရေတက်မြန်နေရေကြမြန်နေနောက်ပြီးတော့ကန်းဆက်ကအခုလိုမိုးရပြီးခါသားဆိုရင်တောက်တုံးတွေကလည်းပြိုတာတစ်ပြင်းတွေလည်းပြိုတယ်လမ်းတွေလည်းဆိုးတယ်မင်းသွားလို့ဖြစ်ဘူးပြီးတော့ပိုးမွားတွေကြိုက်လို့ပြန်ပြေးလာမှာထိုးနောက်သူဒီပြောစရာကုန်သွားတယ်လို့ပင်ဖြင်းချမ်းပြိုးဤတင်မနှစ်ဖက်ကိုလောအားများဖြင့်ပုတ်ခါရေတုပ်ပြီးအိမ်မောတက်သွားသည်ကျွန်တော်အဝတ်တွေပိုက်လျက်ဒီတိုင်းရက်ကြံနေခဲ့သူပြောတာနီးလန်းကြပါသည်မန်တိုင်းပြောရရင်ကျွန်တော်လည်းဖြုတ်တွေကိုကြီးကျယ်ကြောက်ပါသည်မြေပြန့်ကဖြုတ်တွေကကြိုက်ရင်လည်းကြိုက်မဲမသည့် ဒီကားဖြုတ်တွေကပြားတုတ်တလို့ကြိုက်ကြခြင်းဖြစ်သည်။သွားစရာမလိုတော့ဘူးဆိုတော့ကောင်းတာပေါ့။သူတို့ဝေးလျှော်သည့်နေရာကိုကျွန်တော်လိုက်ရှာကြည့်သည်။ကြောက်ပြအပြန့်ကျဲဟူ၍တခုမှမတွေ့။အင်ကောင်းရင်းကကြောက်တုံးလုံးလုံးကြီးသုံးလေးခုဆက်ထားသည့်နေရာသည်အဝေးလျှော်ရန်အဆင်ပြေမည်နေရာဟုကျွန်တော်ထင်သည်။ထို့ကြောင့်ထိုနေရာသို့ရေပုံကိုထည့်သွားလိုက်ရပါသည်။ ဲ့လန်းညွာလှုပ်သည်တာမန်အလေအလက်ဒန်းစားအောက်အလွာလူဒန်းစားကိုအလုံးလုံးချင်းစိတ်ပျက်စီးစေ၏ကျွန်တော်ဖခင်ကတက္ကသိုလ်ဆရာတဦးဖြစ်ပြီးကျွန်တော်မိခင်ကကုမ္ပဏီစီးရင်စစ်တယောက်သာဖြစ်သဖြင့်ကျွန်တော်တို့အိမ်မှာကမူလကအသင်အတင်ခြောက်လဲရုံသားရှိသည်ထို့ကြောင့်အိမ်မှာရေခဲတက်တာသာရှိပြီးအခွင့်အရေးဆက်မရှိခဲ့ကျွန်တော်အဲ့လန်းညွာအလုံးဖြင့်လူဒန်းစားအစ်တစ်ခုအဖြစ်ဘဝကိုရင်ဆိုင်ရသောအခါကျွန်တော်အိမ်နဲ့ကျွန်တော်လုပ်ငန်းဝင်းကျင်နေရနှမျိုးကြီးကွာဟမှုသည် ရုတ်တရက်ထင်ရှားသွား၏ ။အဲလန်းညွန်ဖြစ်ဟိုတယ်ရီမှာအတော်လေးကောင်းမွန်အဆင်မြင်သောခန်းတွေမှာတဲခိုရသည်။တချို့ခန်းတွေကရေချိုးခန်းပါပြီးတချို့ခန်းတွေကရေပန်းသာပါခြင်းပါမည်။သို့တော်လေးဇက်တဲ့အခန်း၊ဂျမ်းလောင်မွေရာအိယာနေ့စဉ်အခန်းရှင်းပေးသည့်ဝန်ဆောင်မှုအဝိအစားကိုပြင်းပင်းပေးပြီးမိဘအကြတိုက်ပေးပြီးသားဝန်ဆောင်မှုလိုဖြင့်ဘဝကိုသူသက်သာသာနေသားကြခဲ့သည်။ဟိုတယ်ဆိုတော့24နာရီလျက်စစ်မီနင်းလေးရက်လှုပ်လှုပ်နေခဲ့သည်။ချုံမြင့်တန်ညာမှာဂျိုရုဆလောင်သတင်းချန်နယ်တွေကို10မျိုးလောက တချို့ဟိုတယ်မှာအမျိုး90တရာလောက်ပြောင်းလဲချိနိုင်ခဲ့တယ်။အိမ်တယောက်သောအခါကျွန်တော်ဒီခစ်သည့်ယဉ်ကျေးမှုလူဝင်ခြင်းမှအလဲခစ်ယဉ်ကျေးမှုလူဝင်ခြင်းတို့ပြုံးငနေပြန်ကျစင်းသွား၏။ကျွန်တော်ရင်မလေးစီလေးအေးစက်မရှိခဲ့။ဒန်းလုံးမှုရခင်အိယာမရှိခဲ့။အဝိရှော်စက်မရှိခဲ့။မုံတစ်ခုခုအေးစက်နေလျင်နှွေးပေးမိမိုက်ခရိုဝေ့ဗ်မိဖို့တတာမရှိခဲ့။လူကျင်သည့်အချိန်မှာချက်ချင်းတောက်နိုင်အောင်ကော်ဖီဖြော်စက်မရှိခဲ့။ရေချိုးကြွေခံလည်းမရှိခဲ့။ ထုတ်ကွာအမှုတံကိုကျွန်တော်တစ်နှစ်ထပ်ပို့၍တိမခံနိုင်ခဲ့ပြီအလုပ်လုပ်ရဝင်ခြင်းမှာခက်သစ်ဖြစ်နေလျင်ကျွန်တော်နေရာဝင်ခြင်းအားလည်းခက်သစ်ဖြစ်ရမှာပေါ့ဟူကြောင့်ကပဝင်းခြင်းတစ်ခုညီမအောင်ညီကိုကျွန်တော်ပိုက်ဆံတော်တော်အကုန်ခံစူးစမ်းခဲ့ရသည်ဒီခုကကျွန်တော်အိမ်မှာ27ရာစုကြီးမရှိမဖြစ်အချိန်ခံခက်သစ်ပစ္စည်းများအားလုံးရှိသွားပြီ24နာရီမှာအချို့သောနာရီများနာရီထုတ်ပစ္စည်းအားလုံးကိုအသုံးပြုလို့ရခဲ့ပြီယခုအခါကျွန်တော်ဘာကိုမှလည်းနေမလုပ်ချင်တော့ပါ အထူးသဖြင့်ညညာသောကြောက်ပြားမဟုတ်ဘဲလုံးချောဝိုက်ခွေးနေသည့်ကြောက်တုံးတွင်ဖြန့်ထားသည့်ခုလိုမြင်းကြီးများအခင်းပေါ်မှာလေးလံသောဂျင်းမောင်မီများချင်းရှဲအင်ကြီးများခြိသားတိရှိုင်များကိုလက်နှင့်မလျှော်ကျင်တော့ပါဒီရွာမှာပင်မင်းဆိုင်ရှိသလားဟုတိတိကြီးနှင့်အင်ရှင်အားသွားမေးခြင်းစီပောက်နေမိသည် သူကျွန်တော်ကိုဆဲရီပြီးရင်မောမီလားမသိဒါဆိုရဝံတွေဒေါသထွက်လျင်ဘလို့ဆဲတယ်လဲကျွန်တော်သိခွင့်ရလိမ့်မည်လောလောဆယ်တော့အလွန်အတန်ပြန်ကြိုက်တတ်သည့်ကျွန်တော်အချင်းကသာ ကျွန်တော်အပြစ်တင်ရုံသာရှိပါတော့သည် နေ့လယ်၁၇နာရီလောက်တွင်နေရောင်ခဏတစ်ဖြုတ်လင်းလာသည်လေးလံသောအဝိများကိုဝလုံးနှမ်းပြန်လှန်ထားရင်ကျွန်တော်နေကိုမျောနေမိသဖြင့်နေရောင်လင်းလာသောအခါဝမ်းသာသွားပါသည်နေ့လယ်စားစားပြီးလျှင်တော့ရွာထဲတစ်ပတ်ရှောက်ကြည့်မည်ဟုစဉ်းစားထားသည်ကျွန်တော်ဤမော်ပြန်တက်လာသောအခါဖုန်တွင်းရံမီးဟူကြီးမှထိုင်ပြီးထူးထူးချက်ပြုတ်နေသည်ကိုတွေ့ရသည်ဘာဟင်းလဲဗျငါတလုံးထဲပဲဖြည်သည်ကျွန်တော်တခြားဘာလုံးမှမရှိတော့သဖြင့်သူ့အနာမှာဝန်ထမ်းလိုက်ဒီမှာဈေးရှိလားမရှိဘူး ဒီငါပဲရရတယ်။သူကျွန်တော်ကိုတစ်ချက်သာကြည့်ပြီးမြစ်ထဲကားဟုဖြေကသူဟင်ဦးကိုသူငုံကြည့်နေသည်။နည်းနည်းစောစောကသူခဏပြောက်သွားတာငါသွားဖမ်းတာများဖြစ်မလားဟုကျွန်တော်တွေးမိသည်။ကျွန်တော်ဘဝမှာတစ်ခါအမျှငါမဖမ်းဘူးပါ။ငငယ်ရဆွမ်းသားငန်းရုပ်ရှင်တွေကြည့်ပြီးဆန်းချောင်းတွေမြစ်တွေထဲမှာငါဖန်တီပြောက်ကညာပါရင်အလငားကြခဲ့ရသည်။သို့တော်တကယ်တမ်းမှာငါ့ကိုကိုယ်တိုင်ဖန်မှာဟင်းစားအဖြစ်စားရမည်ဝေးတီခေါင်ပြယခုလိုနေရာမျိုးမှာနေဘူးတော့ကျွန်တော်အားကြမိမည်မထင်ပါ။ နာဟင်းကိုကျွန်တော်ကိုအခန့်ကျွေးမိဖို့ချက်နေသည်ဟု ကျွန်တော်ထင်ခဲ့၏။မွေးတယ်နော်ဟုကျွန်တော်ရေရွတ်မိသည်။မင်းစားကြလို့လား။သူ့မိကွန်းကိုကြားလိုက်ရသောအခါကျွန်တော်အူဒူအန်နံဖြစ်သွားပါသည်။ကျွန်တော်မင်းစားကြင်စားဖို့ဟင်းထွေးနေလည်းအများကြီးပဲ။ကျွန်တော်ပုံစံကဘယ်လိုပုံစံများထွက်နေသလဲဟုကျွန်တော်စိတ်မကောင်းဖြစ်သွား၏။စီစားကြောင်လာသောမျိုးကြီးသားတယောက်အတွင်ဖြစ်နေသလား။ညာကစီတူဘူးတွေကဟော့တော့ကိုမိခင်ပြီးသူတို့ကိုပါကြွေရင်စားမိတာမှားသားပြီလား ကျွန်တော်သူတို့ထမင်းဟင်းကိုမစားနိုင်ဘူးဟုသူကောက်ချက်ချလိုက်ပြီလားကျွန်တော်စားကြတယ်အေးစားလေမူလပထမရည်ရွယ်ထားသောကျွန်တော်ပလတ်စတစ်ပုဂံများများကိုမသုံးတော့ဘူးဟုဆုံးဖြတ်လိုက်သည်သူတို့ရင်ကအုတ်ခွက်ပုဂံများများကိုပဲသုံးပြီးသူတို့ဟင်းကိုမရေချက်ရေးစားပြလိုက်ပါမည်နေ့လယ်စာစားပြီးသွားချိန်သည်နေ့လယ်တနာရီခွဲဖြစ်သည်ငါကပိန်ပိန်အယိုးများများမှုလူစားအသည်ကနည်းနည်းခွေးစားအသည်ကများများဖြစ်သည် ကျွန်တော်တို့စားပြီးသွားသောပုဂံခွက်ရများကိုကျွန်တော်ဆေးရန်တောင်းဝင်ယူလိုက်သည်ကျွန်တော်အောက်ထပ်ဆင်းပြီးရေများများနဲ့ဆက်ပြားနဲ့အားရပါးရဆေးကျင်သောကြောင့်ဖြစ်ပါသည်ကျွန်တော်ဒီတက်နိုင်သမျှပင်ထမင်းကိုလက်ဖြင့်မစားဘဲဇွန်ဖြင့်စားနေကြဖြစ်သည်ညာတော့ကလည်းဇွန်ဖြင့်စားခဲ့သည်သို့သောယခုနေ့လေစားကိုတော့အားတင်းပြီးလက်ဖြင့်စားလိုက်ပါသည်ငါယူများသည့်အချက်ထက်ပိုးရည်ရေးကြီးသည်ကအင်ရှင်နှင့်တသားရဲ့ဖြစ်ချင်သောစိတ်ဖြစ်သည်ပိုးတိုက်သည့်အစိမ့်ဖက်မရှိပုဂံဆေးသည့်ရေမြုံမရှိ ကန်စေးသည့်ဆက်ပြာကြီးပလင်းလည်းမရှိကျွန်တော်ဒီဆက်ပြာမုံနဲ့တဲ့ကိုဘစ္စကစ်ထုပ်သည့်ပလတ်စတစ်ဖြင့်ခြေမွှတ်ပုတ်တက်ပြီးပကန်စေးလိုက်ရ၏ဆက်ပြာမုံနဲ့မိုးရေတွေ့သောအခါအမြုပ်တွေမပြီးနိုင်မစည်းနိုင်ထွက်၍ရေများများကုန်နေသည်ညနေမိုးရွာမှဖြစ်မည်ဖုန်နှင်းရံကညနေမိုးရွာမှဟုပြောတော်လဲယခုထိတော့နေအောင်လင်းနေစေကောင်းငင်ကြီးပြာနေစေမိုးတိမ်ငွေအနှဲငယ်ရွေလျားဖြတ်တန်းသွားတော်လဲမိုးသက်လေပင်မရသည်ကျွန်တော်ဒီနေ့ရေတုံးလိုက်တာနည်းနည်းများသွားပြီ ိုဖုံနေရံအေးဒီဖြတ်ပြီးသားထင်းတွေအင်းအောင်ရွှေ့လိုက်ရမလားမရွှေ့နဲ့အောင်နေပူပါစီဦးခတ်ပြီးကျွန်တော်ကလည်းအင်းရှင်စီမမျက်နှာကောင်းရအောင်တခုခုအလွန်လှုပ်ပေးခြင်းနေသည်ဒါဖြင့်ဒီထင်းတွေကျွန်တော်ဖြတ်လိုက်မယ်အေးဤဘေးဘက်မှာခွေးစာကျွေးသောနေရာကကျွန်တော်ကိုသူလှမ်းကြည့်တယ်။အစိမ့်ထိမယ်မလုံးနဲ့။မထိစရာဘူး။ကျွန်တော်ပစိန်ကိုကောက်ကန်လိုက်တော့သူမျက်မှောင်ကျုံနေ။ပန်းနန်းတင်မှာဆေးရုံရှိဘူးနော်။ သူလန်းတရီပြီးတော့ကျွန်တော်ပြုံးမိသည်သို့သောကျွန်တော်အပြုံညီတာရှိမခံပါမစင်ကကျွန်တော်ထင်သားစီထက်ပိုလေးတလုံးနေရပွားတော့လဲရေဆူထိုင်းနေတဲ့ပြင်ခုတ်ဝါတာအမညာနောက်ပြီးသူလုတ်တလို့တလုံးဖြက်ဆာကိုထောင်ရရထားပြီးတစ်ချက်တည်းခွဲချပြစ်လို့မရပဲဖြစ်နေသည်ထို့ကြောင့်ထင်းခွဲရသည်မှာတော်တော်ပင်ပန်းပြီးအလုံးမတွင်ပေဒါတချောင်းရရင်ဘယ်တော့ကောင်းမလဲအင်ရှင်ကလည်းဧည့်သည်ဝင်လုပ်နေတာကိုပြပြသလဲမတားတဲ့ဒီအင်ရှင်မျိုးကြည်ရတာပစိန်ထိမှဆေးထည့်ပေးမိလားမသိပါဘူး တလုံးဖြတ်စာတစ်ခုကိုကျွန်တော်တက်တဲ့ထောင်ကိုကြိုးစားနေတော့ခြံဝမှာအဖြူရောင်အရှိတစ်ခုရောက်လာသည်ကျွန်တော်လှမ်းကြည့်လိုက်၏ပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားရုံများမက လှုပ်ရှားသည်မအရာအားလုံးရက်တန့်သွားသလိုထင်လိုက်ရသည်မဖြစ်နိုင်ဘူးကျွန်တော်သူ့ကိုတကယ်မြင်နေရတာမဟုတ်ဘူးစွဲလန်းစိတ်နဲ့မြင်နေတာသို့တော့အဖြူရိတ်ကလေးခြံဝမှာတကယ်ရနေခဲ့သည်သူပန်းသွေးရောင်ညင်မြန်းနေသောပါးပြင်လေးနှင့် မဲနဲ့တောက်ပါသောမျက်ဝန်းများနဲ့ကျွန်တော်ကိုငေးကြည့်နေသည့်မိန်းကလေးနှုတ်ခမ်းလေးမဟာတဟာပွင့်၍ကျွန်တော်ကိုငေးကြည့်နေရာကနှစ်ဖူးမှတိုင်းလွယ်ထားသောပလိုင်းကိုဖြုတ်ချလိုက်၏ကျွန်တော်လက်ထဲကပစိံကိုလွှတ်ချလိုက်မိသည်သို့မဟုတ်လွတ်ကျသွားခြင်းလည်းဖြစ်နိုင်သည်ကျွန်တော်မသိပါကျွန်တော်သိသည်ကကျွန်တော်နှလုံးတွင်တဒိန်းနေစောင့်ခုံနေသည် ာမမျော်လင့်လွန်းသောအဖြစ်တစ်ခုဖြစ်လာခဲ့တာဝမ်းသာအံ့ဩလွန်းသဖြင့်လှစ်ခနဲပြုံးလိုက်ရင်ရှေ့သို့ခုန်ထွက်လိုက်မိသည်ထိုအချိန်မှာအနာဘက်မှဖုန်တီးရန်၏အတန်ကိုကြားလိုက်ရသည်အာနန်ဖြူရောင်ကလေးကကျွန်တော်ထံမှအကြည့်လွှဲသွားပြီးနောက်ဘက်သို့အကြည့်ရောက်သွားသည်ကျွန်တော်နှင့်အဖြူရောင်ကလေးသားတို့ဖုန်တီးရန်ခြေလမ်းကြီးများဖြင့်ရောက်သွား၏ကျွန်တော်ကိုရှိန်သက်ပြီးနောက်ဆုတ်ရက်လိုက်ပါသည်ဖုန်တီးရန်နှင့်ဖြူရောင်ကလေးမျက်နှာချင်းဆိုင်ရက်နေကြသည်ဖုန်တီးရန်ကနောက်ကျော်ပေးထားသည်ဖြင့်သူမျက်နှာကိုကျွန်တော်မမြင်ရတော့လဲ ူယောင်လေး၏မျက်နှာမှာဝမ်းပါပြုံးရွှင်နေသည်သူတို့နှစ်ယောက်ရောဝါလိုခက်တက်တက်ပြောကြသည်ဒေါနာမြေပြင်ပေါ်ချထားသောပလိုင်းကိုဖုန်ဒီရန်ကောက်ယူလိုက်ပြီးအိမ်ဘက်စီပြန်လှည့်လာပါသည်ဖုန်ဒီရန်၏မျက်နှာကတင်းငြိမ်နေပြီးဖူယောင်လေး၏မျက်နှာကပြုံးလဲနေသည်ဖုန်ဒီရန်သည်ကျွန်တော်ရက်နေသည်ကိုမြင်သွားသည်နှင့်တပြိုင်တည်းကျွန်တော်မျက်လုံးအကြည့်ဘယ်ရောက်သွားခဲ့သည်ကိုပါသတိထားမိပါသည်ဒိုခါပလိုင်းကိုပခုံးမှတင်လွင်ရင်ကျွန်တော်ရှိမှခဏရက်၏အဲ့ဒါငါနှမသူ့နာမည်ကနမ်ဘေးရန်နဲ့ သူ့နှမတဲ့အဖြူရောင်ကလေးကဖုန်လေးရံရဲ့နှမနှမကိုကျွန်တော်နဲ့မိတ်ဆက်ပေးနေသောဖုန်လေးရံမျက်နှာမှာရှူတင်းတင်းပဲဖြစ်သည်နောက်ထပ်ဘာစကားမှပြောစရာမလိုအောင်သူ့မျက်လုံးများကသတိပေးလိုက်ပါသည်အာနန်သူကအဖေကိုတွေ့ဖို့လာဆောင်နေလားဖေနဲ့တွေ့ပြီးရင်ပြန်မဲ့ဧည့်သည်သူကျွန်တော်နာမည်ကိုထည့်ပြောမသွားပါသူကျွန်တော်နာမည်ကိုမမှတ်မိတာပဲဖြစ်ရမည် ကျွန်တော်ဖြူရောင်ကလေးရာတင်ငိမ်သောအပြုံဖြင့်ကိုကိုကိုမိတ်ဆက်လိုက်မိသည်။ဟုတ်ကဲ့ကျွန်တော်နာမည်ဥက္ကာပါ။ သူမဘာမှမပြောဘဲချစ်စရာပြုံးလေးဖြင့်ဆက်ခနဲကောင်းနေပြီနောက်အိမ်မော်သူ့ပြတ်တက်သွားပါသည်သူမလည်းကျွန်တော်ကိုတွေ့လိုက်ရတာပျော်သွားလေလား ကျွန်တော်ဖုန်လေးရံကိုကြည့်လိုက်ဖုန်လေးရံကကျွန်တော်ကိုတစ်ချက်သားကြည့်ပြီးမျက်နှာလွှဲသွားတယ်ကျွန်တော်နဲ့သူသည်တယောက်ကိုတယောက်စကားမပြောရဘဲနဲ့တယောက်စိတ်ကိုတယောက်အကဲခတ်မိသွားပြီထင်သည်ဖုန်လေးရံကသူ့နှမကိုမြင်လိုက်သည့်ခဏတတိလက်လွတ်ရင်းရင်သွားသောကျွန်တော်စိတ်နှလုံးကိုရိပ်မိသွားသည်ကျွန်တော်ကလည်းနှမနဲ့နှိစက်သွားမှဇိုးဟန်ရှိသည့်ဖုန်လေးရံစိတ်ကိုနားလည်လိုက်သလိုရှိပါသည်စိတ်ချပါကိုဒီရံကျွန်တော်ဘယ်တော့မှအခွင့်အရေးသမားမဟုတ်ခဲ့ပါဘူးရိုးသားတန်းတန်းထားတဲ့ရိုမန်သူလေးပေါ့ ကျွန်တော်ပူပြီးတော့တောင်ထိန်းချုပ်သွားမှာပါကျွန်တော်သိပါတယ်ခုံနီးရံတို့မောင်နှမအပေါ်ရက်မှာရှိနေစဉ်ကျွန်တော်ထိန်းခုတ်သည့်အလုပ်ကိုဆက်လုပ်လိုက်ပါသည်စောစောကကုန်ခန်းနေသောအာရီယာကျွန်တော်ကိုယ်ရေဘယ်တော့မှပြန်ရောက်လာလိုက်တယ်လည်းမသိဘယ်လောက်ကြာပစိန်ချက်တွေများနေသည်မသိကျွန်တော်ကိုယ်ခန္ဓာမှာမိုးရီတွေလိုပဲချွေးတွေပြက်ပြက်ကြဆူရွှဲလာတာခံစားရတာလည်းဂယုမဆိုင်မီကျွန်တော်အနာဘက်မှာအတန်တခုကြားရတော့မှပဝင်းကျင်နေကျွန်တော်ပြန်ဆက်သွင်းမိသွားပါသည်တော်ပြီလေ ကျွန်တော်နောက်မှာဖုန်တီးရံလာရက်သည်ကျွန်တော်လဲကြည့်လိုက်တော့ကျွန်တော်ကိုကြည့်နေသောသူ့မျက်လုံးများအနှင်းငယ်နူးညံ့နေသည်ဟုထင်ရသည်သွားနာတော့ကျွန်တော်လက်ထဲကပစိန်ကိုဒီလုံးပေါ်မှာဆိုက်ချလိုက်ပြီးကျွန်တော်ထွက်လာခဲ့ချိန်တွင်ဖုန်တီးရံထင်းတွေကိုလမောင်းပေါ်ပွင့်တင်နေခဲ့သည်သွားနာတော့တယ်ကျွန်တော်လဲနားကျင်ပါသည်သို့တော့အိမ်မော်သူချီလန်းလှမ်းရမှာတွန့်ဆုတ်နေ၏အိမ်မော်မှာသူမရှိနေမှာကျွန်တော်ကောင်းတစ်ချက်ကုတ်လိုက်ပြီးနောက်အိမ်အတက်လေကားထက်ဒီလုံးနှမ်းပေါ်မှာထိုင်ချလိုက်သည် ထိုင်လိုက်တော့မှ ကျွန်တော်ဘလောင်မောနေမယ်သိလိုက်ရတော့သည်ကျွန်တော်လက်တွေတဆက်ဆက်တုံနေရင်တစ်ဖြက်ဖြက်လှုပ်ခတ်နေသည်အသက်ရှူတာလည်းပြင်းနေသည်နံပေးရန်နဲ့လှလိုက်တဲ့နံမဲလေးနံမဲနဲ့လူနေတော်တော်လိုက်ဖက်ပါသည်နောင်မောဟာဆရာမကြီးအိမ်မှာလိပ်ပြအဝါလေးနှကောင်ကိုကျွန်တော်သတိရသွားသည်ကျွန်တော်တို့နေရာခုလိုပြန်ဆောင်ရမယ်ဆိုတဲ့အမှန်သားလက္ခဏာလားအဲ့ဒီညကသူမကျွန်တော်ကိုခန်းစည်းနောက်ပယ်မှာချောင်းကြည့်နေခဲ့သည် ်ကျွန်တော်လက်ခနဲနှွေးသားသောရှင်ဖြင့်မျက်လုံးအစုံကိုမှိတ်ထားလိုက်မိပါသည်။ ညတမင်းစားသည့်အချိန်မှာဘက်ထရီသုံးဖမ်းချောင်းပြီးအလင်းအောင်ဖြော့ဖြော့ဖြင့်နန်ဗေးရန်ကိုတေချာမျက်နှချင်းဆိုင်မြင်ရပါသည်။ပားပြင်မှာချိန်ခိုက်မှုလို့အနီးအပိတ်လေးတချို့ရှိနေသည်။ဒီညလည်းကျွန်တော်စီသူဘူးတွေကိုသူတို့လုံးဝမထိပါဘူး။အိမ်နောက်ဘက်တောင်ဆောင်မှာစိုက်ပြူထားသောဘူးပင်ပြုံမင်းတို့မှအရွက်ကိုပြောင်းမှုနဲ့ရောပြီးချက်ထားသည့်အရေးဆက်ဆက်ဟင်းတစ်ခွက်။ငါးချက်တင်၆ဖုတ်ပြီး ထောင်းထုထားသောဟင်းတစ်ခွက်။ဖားသားဟင်းတစ်ခွက်။သမီးဝိုင်းသည်မှုကြံပြီးစုပြေးမြိုင်ဆိုင်လာသည်။ နဗေရန်သည်သူမ၏အကိုနှင့်မတူအိတီအဆံမဟုတ်တက်လက်သည်ဖော်၍သည်အဲ့ဝစ်ကြီးသည်ကျွန်တော်အာမနာရအောင်ဟင်းတွေကိုများများစားရန်တိုက်တွန်းသည်အကိုအားကျွန်တော်ထမင်းပကံနေသူဟင်းများထည့်ပေးရန်တတိပေးသည်ကျွန်တော်ကလည်းအာမနာနိုင်မဲထမင်းထည့်ပြီးအားရပါရစားမိပါသည်ပထမတော့ဖားသားဟင်းကိုကျွန်တော်မစားရဲပါထို့သောအနံ့အမွှေးချိန်ပြီးကျွန်တော်ကိုဆွဲဆောင်နေသောအခါကျွန်တော်တစုံခတ်စားကြည့်သည်အလွန်အယားသာရှိလေသည်တိတ်ကောင်းတာပဲဒီညီမလေးကဟင်းချက်တော်လိုက်တာ ကျွန်တော်စိတ်ရင်းအမှန်ဖြင့်ချီးကျူးမိသည်နာဗီရန်ကကျွန်တော်အားပြုံးရည်သာကြည်သည်လောကဝိစကားဖြင့်ကျေးဇူးတင်ညာမပြောရပေကျောင်းမူသည်အပင်မှလက်လက်ဆက်ဆက်ချိုးထားသည့်အပြင်နုလဲနုသည်မူအရွက်ဟင်းထဲမှချိုးနေသည်ဟင်းသည်တောက်လို့လဲရဆန်းလို့လဲရသည်အနေထားဖြစ်၏အခါရည်နှွေးချမ်းကိုတော့ဝါခွက်တူတူလေးတွေဖြင့်လင်မန်းပေါ်မှာချပေးထားသည်အပြင်မှာမိုးသေးကြီးမဲကြီးရွာနေသည်ဖြင့်တမင်စားပြီးတော့လဲအိမ်ပေါ်မှာပဲကျွန်တော်တို့နေကြရ၏ ။ဓမင်းစားပြီးပကံစေးပြီးသည့်အခါဖန်ချောင်းမီးကိုနမေးရံကဖြုတ်လိုက်ပြီးရေနံစီမီးခွက်လေးသာထွန်းလိုက်သည်။မိုးရဲရွယ်လေးပါသည့်အခါမီးရောက်ကလေးလှုပ်ခနဲလှုပ်ခနဲလွင့်သွားတော့လေ။မီးစာကြီးတစ်ပြင်လွယ်လွယ်နဲ့မြင်မိ။ကျွန်တော်နံဝေးရံအားပိုးမတန်ရအတွက်လိန်စီဖီချီတဘူးထုတ်ပေးလိုက်သည်ကျွန်တော်မှာဒါမျိုးလိန်စီဘူးတွေအများကြီးပါလာတယ်ညီမလေးဒီဘူးကိုယူလိုက်ပါဖြုတ်ကြိုက်တဲ့တန်ရာလေးတွေကိုလိန်လို့ရတယ ဒါလင်းထားတော့ကျွတ်တယ်လားလက်တတာပေါ့။ဦးနေပါစေမယူဘူးကျမတို့ဘာမှမဖြစ်ပါဘူး။နံဝေးရံကပြပြသလဲညင်ပါသည်။လိမ့်မှာ तू ကအနံ့လဲမှုရယ်ကာကွယ်စည်းအနေနဲ့လဲတုံးလို့ရတယ်။နည်းနည်းတော့အကိုက်တတာပေါ့။တို့အချိန်မှာတစ်ချိန်လုံးညင်နေသောဖုန်ပြီးရံဝင်ပြော၏။ငါတို့နယ်မှာမြစ်နားချောင်းနာခြုံပုတ်တွေမှာဖြုတ်တရနေ့စဉ်ကိုက်နေတာ။မင်းစီဘူးကိုအခုတုံးပြီးကုန်သွားတော့အရင်လိုပဲပြန်လာမှာပေါ့။ငါတို့အတွက်ဒါကအတုံးဝင်မှာမဟုတ်ဘူး။တို့ကဒီတော့ဒီတောင်ထဲမှာတစ်သက်လုံးနေသွားရမယ်လို့လေ။ မင်းတို့ကခဏလာပြီးပြန်ပါဆိုတော့မင်းတို့ပဲတုံးပါဖုန်လေးရငါမပြုံးမရင်သို့တော်ပြေပြေစွာပဲနှမကိုစားညင်းပေကျွန်တော်ရှေ့ဆက်ဇတူးဖို့မသိတော့ဟုထင်သဖြင့်လက်လျှော့လိုက်ရပါသည်ဒါဖြင့်ဒီအသားဝူတော့ယူထားလိုက်ပါနော်မိဖို့ဤပေါ်မှာကျွန်တော်တင်ထားသောစီတုပ်ဘူးများကိုကြည့်ပြီးပြောပြီးတော့နံပေးရံအကုတ်မျက်နှာကွက်ခနဲကြည့်သည်ဖုန်လေးရံနံပေးရံအားရဝံပါလာဖြင့်ခတ်တွတ်တွတ်တစ်ခုတစ်ခုပြောလိုက်သည်နံပေးရံကကျွန်တော်အပြုံးပြင်းညင်းပေ အကူလမ်းမှာရိတ်ခါပြတ်သွားလိမ့်မယ်။ရှစ်ခီးဆောက်အောင်ပါဆို။ဟုတ်တယ်။ဒါမဲ့ကျွန်တော်မှအကူယူသွားလိုက်ပါ။ခကြီးရအပြန်မှာပို့တယ်ဆိုရင်တော့ယူထားမယ်လေ။ကောင်းပြီ။ရိုးသားစွာစေတနာထားရုံပဲလား။မာနအနေငယ်ဆွတ်နေသေးသလား။ကျွန်တော်မသိပါ။ကျွန်တော်ထက်လက်လျှော့လိုက်ရပြန်သည်။တော်တော်ပြ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 ညင်းတဲ့ဒီမောင်နှမဟုကျွန်တော်ချီးကျူးမိသည်။ညီမလေးကြောင်းနေသလား။နေတယ်။ဘယ်နှတန်းလဲ။ဆယ်တန်းဖြစ်သားတယ်။ ဘယ်ဆိုလို့လဲနာမမကြောင့်တက်တာလားဟုတ်တယ်တက်ကတူဆက်တက်မှာလားနဗီရန်ကအပြုံးဖြင့်တက်တက်ဖြီးသည်ကျွန်မဒုနာပြုတက်ကတူတက်မယ်ကောင်းတယ်ဒေါရီနင်စားလို့ပေါ့ထိုအခါနဗီရန်ကသဘောကျစွာရေးလေသည်အကူကဆီယမ်မရဲ့နာမည်ကိုမမိရနော်မမိတာပေါ့အာနန်ရဲ့ကျွန်တော်နှလုံးသားကိုနူးညံ့သိမ်မွေ့စွာကျဉ်းနူးစေသောမိန်းကလေးကိုတွေ့ခွင့်ရခဲ့သည့်နေရာတွေ့ခွင့်ကြုံစီခဲ့သည့်ဂျာကန်လူ ျွန်တော်ဘာကြီးမှတ်မှတ်တယ်နဲလက္ခဏာလေးတစ်ခု၎င်းနဲ့ပတ်သက်သမျှအရာရာကျွန်တော်မှတ်မိနေတော့မှာပါကျွန်တော်နံပါတ်ရအားလက္ခဏာငေးကြည့်ပြီးတော့သူမဒီမလုံမလဲအပြုံးဖြင့်အကိုကိုတစ်ချက်ခိုးကြည့်ပြန်၏အဲ့ဒီကြားမှကျွန်တော်ဖုန်လေးရံကိုသတိရပါပြီလှမ်းကြည့်မိသည်သူကျွန်တော်တို့နှစ်ယောက်ရဲ့အမူအရာကိုမသိမသာအကဲခတ်နေ၏ကျွန်တော်စကားမှားသွားပြီမင်းတို့ဆုံမှုကြသလားနံပါတ်ရမဖြေမီကျွန်တော်မမြန်ဖြေလိုက်ပါသည်နောက်ကြနေရင်အထင်လွဲခံရမှာဆိုလို့ဖြစ်၏ ။စုံမှုတဲ့နာမောမှာကျွန်တော်ဒေါ်ရီနင်စားစေးကန်းကိုတော့ပြတော့။။ဖုန်ဒီရံမျက်နှာတင်းသွား၏။သူ့နှမကိုလှမ်းကြည့်သည့်မျက်လုံးမှာမယုံသင်္ကန်းဟန်ကိုကျွန်တော်တော်သတိထားမိပါသည်။ကျွန်တော်လန့်သွား၏။အဲ့ဒီတခါပါပဲ။ဖုန်ဒီရံကျွန်တော်စကားအုပ်ကြီးမဆိုင်ဖဲသူ့နှမကိုတခုခုလှမ်းပြောသည်။မင်းကလေးရပြပြကလေးခေါင်းခါရမ်းပြီးညင်းပယ်လေသည်။ဘာစကားတွေနဲ့ဆွဆဲခံလိုက်ရလဲမသိခုခုကိုဖြည့်ရှင်းနေသည်မျက်နှာမျိုးဖြစ်သည်ကျွန်တော်မှားလိုက်တာ ျွန်တော်သာဒေါရီနင်စားနာမည်ကိုထည့်မပြောလျင်ဘာမှပြဿနာတက်မှာမဟုတ်ကျွန်တော်အားနာသားသည်နာမည်ရံကိုတောင်းပန်ခြင်းသည်သို့တော်သူတို့ဘာပြဿနာတွေညှဉ်းခုံနေကြရသလဲကျွန်တော်မသိကျွန်တော်ဝင်ပြောလျင်ပိုရှုပ်ကုန်မှာဆိုးရသည်ထို့ကြောင့်ကျွန်တော်အသာညင်နေရပါသည်ထို့နောက်ကျွန်တော်တို့သုံးယောက်စလုံးတိတ်ဆိတ်သွားကြ၏ခါမိုးပေါ်မိုးဆက်တပြန်းပြန်းကြတဲ့အုံဒီသာပဝင်းချင်းတခုတည်းသောအတန်ဖြစ်သည် ိတ်ဆိတ်ခြင်းနဲ့အလွန်စိတ်ကျဉ်ကျက်စရာကောင်းမှန်းယခုမှကျွန်တော်ကိုခံစားလာရတာဒီကျွန်တော်ပြုံးကနေစကားဆားလိုက်ပြီးတော့ဒီကျွန်တော်စကားတစ်ခုခုမှသွားလို့ကိုတိရံလူမောင်တို့မှာစိတ်ကတိကအောက်ဖြစ်သွားရရင်ကျွန်တော်တောင်းပန်ပါတယ်ဖုန်တိရံဘာမှမပြောဘဲတိတ်ဆိတ်စွာခေါင်းရိုင်းမင်းကလေးကဒူးနှစ်ဖက်ကိုလက်ဖြင့်ပြပိုက်ထားကဒူးပေါ်မေးတင်ထိုင်နေရင်းကမိဖို့အထက်ဝါချက်ခိုးစင်မှာချိတ်ဆွဲထားသောရင်နွေးကြိုသည့်ဦးမဲမဲကြီးကိုနှိမ့်ဆိုင်ကြည့်နေသည် ကျွန်တော်ပြင်သက်ခိုးရီရှိုက်မိပြီးထိုင်ရမှထလိုက်မိကျွန်တော်သွားအိတ်တော်မယ်ကျွန်တော်ထောင်နေခိုင်းမှာတယောက်ယောက်ထပြီးလမ်းလျှောက်သွားသည်ခြေတန်ချရသည်နံပေးရန်မဲ့ဖြစ်မည်ခြေတန်ညင်သာသည်ကျွန်တော်ကောင်းရင်ရကျိုးနှဆာကိုခြီးပြီးခြေရင်းဘက်ကကျိုးများကိုခြီးရန်လှည့်လိုက်တော့မင်းကလေးမီးပူနားမှာမရှိတော့ဘူးကိုမြင်ရသည်အစောဆုံးအိတ်ရဝင်မိသည်ညထို့အတူနောက်အကြဆုံးအိပ်ပျော်သွားသည်ညဖြစ်သည် င်းသောအခါမိုးတံတိတ်သွားပြီသို့တော့ခပ်ဖွဲခွဲရာနေစေဖြစ်သည်ဖုန်လေးရံအိတ်သောနေရာမှာရှင်းလင်းနေ၏နံမေးရံရှိနိုင်မည်အတွင်းခန်းစီတော့မကြည့်သင်ပါတားလိုက်စေးကိုသဘုတ်တံမှာညစ်တင်ပြီးနနတုပ်ပေါ်ကပခုံးပေါ်တင်လျက်အောက်စင်ရံအလဲတွင်ပဒင်းဝါမှာရက်မိသည်အောက်ဖက်ခြံဝင်းရှိနာတွင်မောင်နှမနှစ်ယောက်ရက်စကားပြောနေသည်ကိုမြင်လိုက်ရသောကြောင့်ဖြစ်သည်ဖုန်လေးရံကသူ့နှမ၏ပခုံးပေါ်လက်တင်ထားသည်နံမေးရံကမနေ့ကသူမလည်းရဲ့သောပလိုင်းကလေးကိုလွှဲထားပြီးညနာအောင်းငုံနေ၏ ူမျက်နှာကလေးမှာမျက်ရည်တွေလားခုံနီးရံကနှမကိုနူးညံ့သောအပြုံးဖြင့်ချောမော့ဖြောင်းရနေဟန်ရှိသည်သူပြန်တော့မည်ကျွန်တော်ရင်ထဲမှာနှိမ်ငနေနာကျင်သွား၏အော်ကျွန်တော်ကြောင့်သူမဒီမှာနေခွင့်မရရှာခြင်းဖြစ်လိမ့်မည်တကယ်တော့ဒီအိမ်မှာထွားပေးရမယ့်သူကကျွန်တော်ဖြစ်ပါသည်ကျွန်တော်လေကားမှာခက်သက်သက်ပြေးဆင်းလိုက်မည်သည်အောက်ဆုံးဒီလုံးထဲမှာခြေချော်သွားသည်ကျွန်တော်လက်ထဲမှာသဘွတ်တန်နဲ့စက်ပြာကွက်အောက်လွတ်ကျသွား၏ကျွန်တော်အိမ်နိုင်ကိုဖမ်းထိန်ထားသဖြင့်လဲမကြပါ မောင်နှမနှစ်ယောက်ကျွန်တော်ကိုလှည့်ကြည့်ကြသည်ကိုဒီရန်ဖုန်ဒီရန်ခြေလမ်းကျဲကျဲဖြင့်ကျွန်တော်စီလျှောက်လာသည်ဘာဖြစ်သွားလဲသူမျက်နှာမှာစိုးရိမ်စိတ်ပူဟန်ကိုကျွန်တော်မြင်နေရသည်ကျွန်တော်ခြေချင်းဝေးခောက်သွားခြင်းဖြစ်တော်လဲအနာကျင်မှုဟာရေးမကြည့်ပါနာဝေးရန်ပြန်ကြာမလို့ပါဘူးကျွန်တော်တင်ရနေထွက်ပြေးပါမယ်ရွာတဲ့ဒီနေ့ရမှာတဲထိုးပြီးကျွန်တော်စောင့်မယ်ကျွန်တော်မှာအလွယ်တကူစောက်လို့ရတဲ့ ready made မိုးကတဲတွေပါပါတယ်ကျွန်တော် သူကျွန်တော်ကိုတွေ့ပြီးဟန်ချက်ညီညီရက်နိုင်အောင်ထိမ့်ပေးရင်စကားဖြတ်ပြော၏။ "तू မပြန်ပါဘူး။ तू မပြန်နဲ့လို့သူ့ကိုငါးတားနေတာ။ကျွန်တော်အန်အော်တကြီးသူ့မျက်နှာကိုကြည့်လိုက်မိ။သူ့မျက်လုံးတွေကပြုံးနေသည်။ "तू ကဒီလိုပဲငါ့ကိုဆိုးတယ်၊စိတ်ကောက်တယ်။ကျွန်တော်ဘာပြန်ပြောရမှန်းမသိ။ခြေထောက်ထောက်နိုင်လားရလား။ဟုတ်ကြတယ်။ကျွန်တော်ဆက်ပြာခွက်နဲ့သဘောတံကိုပြန်ကောက်လိုက်သည်။သဘောတံမှာရှင်နေပြီးကုန်ပြီ။ရေဆေးပြီးအစ်စ်ပြန်ထည့်ရမယ်။ အာနန်းငင်ကဘာမှမလုပ်ပေးခြင်းလဲဧည့်သည်အတွက်မနှက်စာကျွေးဘူးလုပ်ပေးဦးနန်ဗီရန်မျက်နှာတီတီကလေးဖြင့်ကျွန်တော်တို့စီလျှောက်လာပါသည် ကျွန်တော်တို့နှစ်ယောက်အားမောမကြည့်ပဲမျက်လွာချထားသည်ဖုန်နီရန်ကသူ့နှမကြီးကောင်းမှတိုင်းထားသောပလိုင်းကျူးကိုဆွဲမှဖြုတ်ယူလိုက်သည်ထို့နောက်ပလိုင်းကိုတက်တက်တတားပင်မှယူလျက်အိမ်မော်တို့ခက်တွက်တွက်တက်သွားပါသည်သူတို့နှစ်ယောက်ကိုမှမိုးဆူဆွတ်နေခဲ့သည် အတော်ကြကြတဲ့အားညှိနှိုင်းနေကြဟန်ရှိပါသည် နနက်စာကိုကျွန်တော်မှာပါလာတော့ကဲချောင်းနဲ့ ready made တွေကအုပ်ရောရေးစားကြတယ်။ဖုန်လေးရံကနန့်တမိုင်းမြကူးကျူးတလား။သွားပြင်ဆောက်ရမှာမို့မစားဘဲသွားမြည်ဟုအနှင်းလုံးနေခဲ့တော့ကြောင့်ငမြန်စားလို့ရမြည်နနက်စာအဖြစ်ကျွန်တော်စီစဉ်လိုက်ခြင်းဖြစ်ပါသည်။ကျွန်တော်လိုက်လို့ရမလား။ဖုန်လေးရံမရှိပဲနန်ဘေးရံနဲ့နှစ်ယောက်တည်းကြံခဲ့ဖို့မသင့်တော့ပါ။ဖုန်လေးရံကကျွန်တော်မိခွန်ကြောင့်အနှဲငယ်စိတ်သက်သွားပါုံရသည်။ရတယ်။ ညမိုးသည်နန်းတမိုင်းမြစ်ကိုပိုရီကြမ်းတမ်းစီပြီးမြည်ရာချောင်းကဘာခက်မြင်းမြင်းကတစ်ပင်များကိုတိုက်စားဖြိုချသွားသည်။ငကောကခက်ဆွေးဆွေးကြိမ်ကျူးများလည်းပြန်ပြင်းမှုလူနေပြီးဟူဖုန်တိရံကလမ်းမှာကျွန်တော်ကိုရှင်းပြလိုက်။ရွာသားတွေအားလုံးကျူရတာမြင်းကြီးလုပ်ငန်းကိုပအဝင်ဆောင်ရွက်ကြမည်ဖြစ်သည်။ကျွန်တော်တို့နှင့်တူရွာသားတယောက်ပါလာသည်။မြစ်စီမရောက်မီချောင်းတစ်ခုကိုတလုံးထိုးထတာပြင်ဖြစ်ရသည်။ထိုးချောင်းကကျွန်တော်ပန်းနန်းတင်အလာတော်ငါကြည့်နေနေခဲ့တော်လဲယခုကအနေငယ်နောက်ကြည့်နေသည်။ညမိုးကြောင့်ဖြစ်ပါလိမ့်မည်။ မူလကတရားဤလက်တန်းမှာခဏခဏဝလုံးနှန်းသေးသေးသာဖြစ်တော်လဲကျွန်တော်ကုလာတော့ငါပလတ်စတစ်ကျိုးပါဖြင့်ကျွန်တော်အတွက်လမ်းပြကြီးရတန်းပေးခဲ့သဖြင့်ယခုအခါထိုကျိုးပါပါသည်ခက်မြင့်မြင့်မှရှိနေစေဖြစ်သည်တစ်လုံးနှန်းကိုအလာတော့ဟာဖက်နှချွပြီးနေခဲ့တော်လဲယခုအခါပုံလေးရံကြီးရှိမှမို့ဖက်နှမချွပဲကျိုးကိုအပြုတ်ပြီးဖြတ်ကူးရန်ကြိုးစားရပါသည်ကျွန်တော်ခါခါဝရာစီခီးနေမသိတော့ဟုသူကောက်ချက်ချပြစ်လိုက်မှာကိုမခံနိုင်ပါမင်းချတော့ကနားနေတာမို့လားခြေချော်သွားမယ်တတိထား သူကျွန်တော်ကိုစိတ်မချတယ်လို့သတိပေးထို့နောက်ကျွန်တော်ကိုသူရှိမှဖြတ်ကူးစေပါသည်ကျွန်တော်တို့နန္ဒမိုင်းမြေကဘာရောက်တော့ထိုနေရာတွင်လူ၆ယောက်ခန့်ကြိုတင်ရောက်နေကြပြီဖြစ်သည်တချို့ကချိန်မင်းရှိများကိုခိုင်းများများတက်ပြီးချောနေကြသည်ချိန်မင်းတပင်လျင်ပေတရာလောက်ရှိမြင်ထင်သည်တချို့ကချိန်များကိုဓာပြင်ခွဲကကြိုးချစ်ဖို့ပြင်နေကြသည်အရှိဆုံးချိန်နှံများသည်မြစ်ဟိုဘက်ကနှင်းဒီဘက်ကတစ်ပင်ကြီးများတွင်တန်းထားသောတံမဏိကြိုးကြီးနှစ်ချောင်းစီတွဲချီဖို့ဖြစ်သည် တချို့ချိန်များကအောက်ကခြေနှင်းချမ်းခင်ဝလုံးများနှင့်တွဲချီဖို့ဖြစ်သည်ချိန်ညိုးတူတို့များကအပေါ်ချိန်နှန်းနှင့်ချမ်းခင်ချိန်နှန်းတို့ကိုဆက်သွယ်ကြားခံမှုဖြစ်သည်သူတို့အားလုံးတက်ကြွလန်းချမ်းနေအားလုံးလူလူမာလူငယ်များကြီးဖြစ်သည်သူတို့အားလုံးပျော်ရွှင်တတ်ပုံရသည်ဂီတကိုလည်းနှစ်သက်သူများဖြစ်ရန်တူသည် တချို့ကသချင်းတစ်ပုဒ်ကို၃လရောက်ပြိုင်အော်ဆိုးနေကြသည်ရဝမ်ယူရတချင်းဖြစ်မလားမပြောရပါနောက်တစ်ပိုင်းကျရင်တဝုံဝုံရေးစည်းတယ်တယောက်နဲ့တယောက်အော်ဟစ်စကားပြောတယ်တချင်းတယ် အတန်များအောင်ပါကျွန်တော်ပါဝင်နှင်မျောသွားသည် ားပေးနာဆင်ပေးကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။အပိုင်း၈ကိုလည်းဆက်လက်ဆောင်မြောနာဆင်ပေးပါအောင်နော်။